ဇာကျောတက်နေတာလားအကျောညံ့နေတာလားဇာကျောပဲတက်တဲ့အကျောပဲညံ့ညံ့တာကာဝါဆာကီရဲ့ Z series ဆိုင်ငယ်တက်ထွက်လာပါပြီအားလုံးသိရဲ Z1000 naked တာအချမ်းစားပုံစံကနေပြီးတော့ Z1100 ဆိုပြီးတော့အစားထိုးထွက်လာပါတယ် Z1000 ဆိုင်ငယ်က2020ခုနှစ်လောက်မှာဒါ Euro 5တတ်မှတ်ချက်နဲ့မထုတ်နိုင်တော့တဲ့အတွက်ဒါထုတ်လို့မရခဲ့တာဖြစ်ပါတယ် အနိကပိုက်ပုံစံဆိုင်ခဲ့တဲ့မှာဆိုင်ခဲ့ကြိုက်တဲ့သူဆိုလို့ရှင်တော့မတိတဲ့လူမရှိတဲ့ဆိုင်ခဲ့တစည်းလည်းဖြစ်ပါလေအခု Z1100 ဆိုင်ခဲ့ကိုဒါ Z1000 နေရာမှာအစားထိုးထုံးလုပ်လာပြီးတော့ဒါစုကိုမီ Awakens လို့လည်းဒါတင်သားပြီးတော့ပြောသွားပါသေးတယ်ဒါတာယာကြီးတကောင်ပြန်လည်လို့ထလာပြီးဆိုတဲ့အတိတ်ပဲပါအခုလာမယ့်2026ခုနှစ်အတွက်ဒါ Kawasaki Z1100 ဆိုင်ကဘယ်လောက်ထိကျန်မလဲဘယ်ဈေးတွေရှိမလဲဆိုတာဒါဆက်ကြည့်လိုက်ရအောင် 1969ခုနှစ်မှာဒါဟွန်နာကနေကမ္ဘာပထမဆုံး၄လုံးထိုး Inline 4 engine နဲ့ CB950 ဆိုင်ကယ်ကိုထုတ်လုပ်လာပါတယ်။ဒါပထမဆုံးဆိုပေမဲ့သူ့အရင်ထုတ်လုပ်ခဲ့တဲ့ဒါ Inline 4 engine နဲ့ဆိုင်ကယ်ရှိခဲ့ပါလေ။1905ခုနှစ်မှာဒါ Belgian ကထုတ်ခဲ့တဲ့ FN4 ဆိုတဲ့ဆိုင်ကယ်ပါ။ဒါဒါပေမဲ့လည်းတစည်းစာနှစည်းစာစမ်းသက်တဲ့ပုံစံတွေဒါပြနိုင်ခဲ့ပြီးတော့ဒါစမ်းသက်ပြတာတဲ့ပုံစံတွေဒါရှိခဲ့ပါလေ။ CB950 Super 4ဆိုင်ရတာအစုလိုက်ပြုံလိုက်ထုတ်လုပ်ပြီးတော့တစ်ကမ္ဘာလုံးကိုရောင်းချနိုင်ခဲ့တဲ့ပထမဆုံး Inline အင်ဂျင်နဲ့ဆန်ကဖြစ်ခဲ့ပါတယ်။1969ဆက်ဆထုတ်ချင်းမှာတကဘာလုံးမှာအောင်မြင်ခဲ့တယ်ပြောရပါလိမ့်မယ်။ဒုတိယကဘာစစ်အလုံးမှာဒါတကဘာလုံးဆန်ကခစ်တခစ်ထနေတာလို့ပြောလို့ရပါတယ်။ အဲ့အချိန်မှာယူရိုပနိုင်ငံတွေထက်ဂျပန်နိုင်ငံရဲ့နီးပညာမြင့်မားမှုကထိတ်ဆုံးရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ CB 950ကြောင့်ပဲဒါ Kawasaki က၄လုံးထိုး Inline 4 engine နဲ့ဒါစံကယ်ထုတ်လုပ်ဖို့ဖြစ်လာပါတယ်။1992ခုနှစ်မှာ CB 950ထပ်ပိုကောင်းတဲ့ engine performance ဒါပိုကြီးတဲ့ engine CC တွေနဲ့ Kawasaki Z1 ဆိုတဲ့စံကယ်ကို Inline 4 engine နဲ့ထုတ်ပြလာပါတယ်။ 1920 1980ဝန်းကျင်တွေမှာဒါ King of Motorcycle ဆိုပြီးတော့နာမည်လဲရခဲ့ပါတယ်။1990ဝန်းကျင်တွေမှာဒါ Super Sport Bike တွေဒါကမ္ဘာအမြန်ဆုံးဆိုင်ကယ်တွေ KX ရိုက်ခဲ့တော့ Naked Bike ဆိုင်ကယ်ထုတ်လုပ်မှုတွေကဂျပန်ဆိုင်ကယ်ထဲမှာထုတ်လုပ်မှုနေခဲ့ပါတယ်။ အဲ့ဒါကြောင့် Kawasaki ကဒါ Naked Bike ဆိုင်ကယ်ထုတ်လုပ်မှုမှာနီးပညာကောင်းတာတွေအဆင့်မြင့်တင်မှုတွေပြုလုပ်ချင်တာကြောင့်ဒါ2003ခုနှစ်မှာအရင်အောင်မြင်ခဲ့တဲ့ Z1 နာမည်ယူပြီးတော့ Z1000 Naked Bike ဆိုင်ကယ်ကြီးကိုနီးပညာအဆင့်မြင့်တင်မှုတွေနီးပညာအသစ်တွေနဲ့ခြားပြလာပါတယ် အဲ့အချိန်မှာဒါဇက်ထောင်ဆိုင်ကြီးကအခြားနေကပိုက်တွေနဲ့မတူဘဲနဲ့ Street Fighter ပုံစံကပါလဲဆိုတာကိုပထမဆုံးပြခဲ့တဲ့ဆိုင်ကြီးလည်းဖြစ်ပါတယ်။အဲ့ခါစလို့ Char Street Fighter ဒါနေကပိုက်တွေပေါ်လာခဲ့တာဖြစ်ပါတယ်။ Super Sport Bike ဆိုင်ကြီးတွေနဲ့ဒန်းတို့နီးပညာတွေဒါ Engine Performance တီးထုတ်နိုင်စွမ်းနေကြောင်းလူကြိုက်များခဲ့တဲ့ဆိုင်ကြီးလည်းဖြစ်ခဲ့ပါတယ်။ generation 6ခုထိဒါ upgrade တွေနဲ့ထုတ်လုပ်ခဲ့ပြီးတော့2020ခုနှစ်ဝင်းကျင်မှာထုတ်လုပ်မှုရပ်ခဲ့တာဖြစ်ပါတယ် first gen က2003 2006 second gen က2009 2009 third gen က2010 2013ဒါ fourth gen ကိုတော့2014ကနေ2016ထိ US ဈေးကွက်မှာထုတ်ခဲ့ပါတယ်2016ထိ US မှာတရားဝင်ထုတ်ခဲ့တယ်ဆိုပေမဲ့ဒါ England နဲ့ Australia နိုင်ငံတွေမှာ2020ထိဆက်လက်တင်ပို့နေတာလည်းရှိခဲ့ပါတယ် Eurofight တက်မှတ်ချက်နဲ့ Europe နိုင်ငံတွေမှာ2020ထိတင်ပို့ခဲ့တယ်ဆိုပေမဲ့အဲနောက်ပိုင်း Australia နိုင်ငံတခုတွေ ဲမှာ2023ခုနှစ်ထုတ်တာဇက်တထောင်တောင်ရှိတယ်တွေ့ပါလေအခု2026ခုနှစ်မှာတော့ Sugomi Awakens ဆိုပြီးတော့ဒါဇက်ထောင်တရာဆန်ကကြီးကို Euro 5ဆန်ငင်ဆန်ကြောင်းတွေနဲ့ဒါတကဘာလုံးမှာရောင်းချဖို့ထုတ်ပြန်လာခဲ့ပါတယ်အရင်ဇက်တထောင်ဆန်ခဲ့အင်ဂျင် ပုံစံကဒါအဆင့်မြင့်ပြီးတော့1099 cc inline 4အင်ဂျင်နဲ့လာမှာပါ။ဒါဒီဇိုင်းပုံစံက Z900 တို့ဒါ ZH2 တို့လို Sugomi ဒါ Super Naked ပုံစံဖြစ်ပါတယ်။ မြင်းကောင်ရီအား136ထိထုတ်လွှတ်ပေးနိုင်မယ်ဒါ top range အား133 Nm ရှိပါမယ်0 to 100 km ကိုဒါ3စက္ကန့်ဝန်းကျင်နဲ့တီးထုတ်နိုင်မယ်လဲတွေ့ပါတယ် တနာ yı မိုင်150ဝင်းကျင်အမြင့်ဆုံးမောင်းနိုင်ပြီးတော့ဒါတက်စီတစ်ခါလောက်ကိုမိုင်40ဝင်းကျင်တီးထုံနိုင်မှာပါ Conarange ABS တွေဒါ Anti Lock Brake System တွေဒါ Riding Mode တွေနဲ့အခြားစနစ်ပေါင်းများစွာပါဝင်အောင်မှာဖြစ်ပါတယ်အခု2026ခုနှစ်အတွက်ထွက်လာမယ့် Z1100 ဆိုင်ကယ်ဈေးကဒါ3600နဲ့ခဏကြာဝင်းကျင်ရှိမယ်ခံမရပါလေညီကိုတို့အနေနဲ့ဒီ Z1000 ဆိုင်ကယ်ကိုဘယ်လိုမြင်ပါလဲဒီဈေးဝင်းကျင်မှာ Z1000 ဆိုင်ကယ်ကိုရွေးချယ်ပြင်မလားအခြားဘယ်ဆိုင်ကယ်မျိုးစားကိုရွေးချယ်ပြင်မလားဆိုတော့ comment မှာပြောခဲ့ကြပါဦးခင်ဗျာ အရင်ပေါ်မှာဝင်ရှင်းနေဆိုရင်ဇာတောင်းတရ2026ဆိုင်ကစည်းကတော့တိုင်းနေရာဝင်နေမယ်စတဲ့မှာဖြစ်ပါတယ်